သမီးလေးကနိုင်ငံတော့ရမယ်လေပြီးပါပြီအဲလွန်တလာပြီတတာပဲပြီးပါပြီအဆိတ်ချတယ်အော်သူ့ကျွန်တော်မိဘတွေကဆိတ်ချအောင်တင်ထားပေးတယ်အော်ဟိုသူ့ရဲ့ကိုယ်ပိုင်စဉ်းစားဆုံးဖြတ်ဉာဏ်ကိုလည်းယုံတယ်စုံလည်းဆုံးဖြတ်နိုင်တဲ့အခါကျတော့စိတ်မချစရာဘာမှမရှိဘူးအဲ့ဒီတည်းမှားစရာလည်းမရှိဘူးသမီးလေးကိုသူကပဲမှားခဲ့တာဖေဖေလေးလေးမှားနေတော့သူမှားအဲ့လိုလိုပဲမှားရင်မှားခဲ့မယ်မမေကိုကူးဆိုင်တော့ဒါပဲမှားခဲ့မယ်ကိုကတော့သူဘာမှားစရာမလိုသူကလိမ်မှားပြီးသားပဲဟုတ် အကျွန်တော်နေ့ရောက်စလုံးကလေအဲ့လိုသမီးလေးကိုပြီးခဲ့တဲ့နှစ်နှစ်လောက်တည်းကလှုပ်ရမယ့်အချိန်မှာမလှုပ်ဘူးဗီဇာပဲရှောက်မယ်ဆိုလဲအဲ့လိုပဲစွဲထားတာပေါ့နော်စွဲထားတဲ့ကလေးကတဖြည်းဖြည်းနောက်ကျလာသူ့အသက်အရွယ်ကသွားလို့ရပြီသူများသူများရည်ဆိုရင်တော့သွားနေကြပြီရောက်တော့သူတငယ်ချင်းတွေကိုရောက်သွားကြပြီသူ့ကိုကျွန်တော်စွဲထားတယ်အထူးကတော့အတူနေရာများတာပါအော်အရင် close ဖြစ်တဲ့အခါကျတော့အဖေအမေစိတ်တိုင်းထက်တူဖြစ်သွားတာပါတသက်ကြီးတင်လာဆိုရင်တော့မတင်ဘူးဟိုသူ့မိအရသူ့သားရည်ရော ယောက်ျားလေးရောတည့်ရတိုင်းပဲဟိုဆိုးကျင်ဆိုးတာပေါ့အဲ့ဒီခါကျရင်တော့အော်ဒီဟာတော့မဖြစ်သင့်ဘူးဖြစ်သင့်တယ်သူအဲ့လိုမျိုးဆုံးမှာဒါပေမဲ့ကျွန်တော်တက်တက်ကြီးလို့မျိုးဘာမှလိုက်ပြီးတော့ဟိုလမ်းတစ်ခုပေါ့တင်ပေးတာတော့မရှိဘူးကလေးရောချောလာရထင်တာပဲအဲကိုတက်လည်းပို့ချောလာပြသူတော့နုတော်နော်ချစ်စရာလေးဖြစ်လာရတဲ့ခင်ဗျာတိုးအချက်မရှိပါဘူးဘယ်လိုခေါ်မလဲတင့်တော်တာတွင်းလူကောင်းသူကောင်းလေးရင်တွင်းဆိုးရင်ပါဘူးအဲဆိုခစ်ကလည်း ခစ်တော့နည်းနည်းကြောက်တော့ဗောနခစ်ကိုနည်းနည်းကြောက်တာပဲရှိတယ်ကျွန်တော်ကမဆိုရင်ပါဘူးဘာလို့သူတို့တွေကျွန်တော်တက်ပို့ပြီးတော့မကြွေဖြစ်တယ်ကျွန်တော်တက်ပို့ပြီးတော့စဉ်းစားတက်တယ်ဒီအဲ့အကြောင်းကိုကျွန်တော်တိတ်ပြီးတော့မဆိုရင်ဟုတ်ဒါပြန်နေတိမ်မန်းနေပြီးတော့ပုံဆက်လာတယ်ဒီဇယ်လန်လေးကိုကြာပြီတစ်နှစ်လောက်ကြာပြီဇယ်လန်လေးလာပေးထားတယ်။အော်ဇယ်လန်လေးမှာကို့ကိုထားတဲ့နေရာလေးကြိုက်တယ်။ဟောဟိုဇယ်လန်လေးကိုလည်းကြိုက်တဲ့အခါကျတော့ဟိုလက်ခံအိုက်ထက်လက်ခံလာပါဘောနော်။ဒါပေမဲ့သူတို့ခြေထဲမှာပြင်သေးရဲ့ ဒါပြင်လဲအများကြီးပြောင်းလဲသွားမှာရှိဘူးကျွန်တော်ဒီ character ဒီနေရာပဲဖြစ်တဲ့အခါကျတော့အဆင်ပြေတယ်အာပြိတ္တတွေနဲ့လည်းပြန်ပြီးတွေ့ရမယ်ကိုယ်နဲ့မတွေ့ရကြတဲ့ကိုညီမရင်းနဲ့လည်းပြန်တွေ့ရမယ်ဆိုတဲ့အခါကျတော့လက်ခံလိုက်တာပါအော်ဒီဟာကြမှာမဟုတ်ဘူးဒါဒုတိယမြောက်ဖြစ်သွားပြီကျွန်တော်ပထမဟာမှာလို့ဒီလိုကြီးတော့အရင်မများဘူးအခက်နှဲတယ်ပေါ့နော်အဲ့လိုပဲဇလန်တွေလေးတခုရိုက်ပြွားပြီကြောက်ရွံ့လာမသိဘူးကိုယ်ကမသိဘူးအဲအဲ့ရလေးကတော့ဟိုလို့ ဟိုအနုပညာလုံးမလုပ်တာကြာတဲ့အခါ ID နေပိုင်လုပ်တာကြာပြန်နှွေးကြည့်ရပါတော့เนาะဆိုတော့အဲ့ဒီဟာတော့တမျိုးပါဒီဟာကတော့အော်တော်တော်လေးသဘောကျတယ်မှာပါတယ်ဘာလို့ဆိုကျွန်တော်ရေအပြင်အသက်ရွယ်အပြင်မှာဟိုသာအသက်50ရွယ်လူကြီးစီးပွားရေးလုပ်တဲ့လူအဲ့လိုမျိုးတွေပေါ့တော်တော်တိုက်ဆိုင်နေတာပြီးတော့ချစ်စရာကောင်းတယ်အော်ရိုမန့်တွေရောဒရာမာတွေရောလောင်စရာတွေရောအကုန်လုံးရသအမျိုးဆုံးပေးနိုင်တဲ့ဇက်လေးဇက်လေးကလည်းရင်ချစ်စရာကောင်းတာနဲ့ပတ်သက်ပြီးတော့ကြတာ ပြန်ဖြစ်တာပါဇလဲရတော့မုန်းရင်လည်းမုန်းပါသေးကိစ္စမပြောဘူးမုန်းနေဆိုတော့သူတို့အဓိကတော့ဒါအိမ်မှာဥထင်ကိုလာမလို့ကြောက်နေမယ်ကအဲအဲ့လူကြီးကိုမုန်းနေဆိုရင်ဒါကျွန်တော်အောင်မြင်တာပဲလေဘာလို့ဆိုဟိုဒါဇေယုတ်ပြီပြီလို့မုန်းတာပေါ့နော်အဲဆိုတော့တိုက်ပါလေဒါလို့မုန်းရမယ်ဆိုရင်လည်းမုန်းအောင်လုပ်မှာပါဟုတ်အဲ့ဒါဇလန်းတွေဇလန်းတွေဆိုတဲ့ခါကျတော့ဘာစီစဉ်ပေးလဲဆိုတော့ဒါဆိုက်လိုက်တာပါသူစီစဉ်သူစီစဉ်ပေးတာကျွန်တော်အဓိကငှားတာကျွန်တော်ငှားတာမဟုတ်ဘူးသူ့ကိုဖုန်းဆက်ပြီးငှားတာအာသူ့ဖုန်းဆက်ငှားသူဇက်ဖတ်တယ် ျွန်တော်လည်း live ဖတ်တယ်ယောက်ယောက်ျားတရားကိုဖတ်ကြည့်ဒါမိမတော့သဘောကျတယ်ဆိုတဲ့အခါမှာကျွန်တော်ဒါဖတ်ကြည့်ပြီးတော့သူဖတ်ကြည့်ပြီးဆိုတော့ကိုယ်လည်းသိရွေးကြမှာတော့ဗောနော်ဟောကျွန်တော်လည်းဝေစာ design ပုံစံတွေအစယောက်ျားဒီဒီဒီလိုဒီလိုဆိုတော့ဒါမျိုးလေးကိုဝယ်အရင်ဆုံးပုံစံမွှဲနေပါညာထုံးစံတိုင်းပေါ့ပုံစံပြပါရယ်မိမသဘောတိုင်းပဲဗောအဲ့လိုရတယ်ဟုတ်ပါဘူးကျွန်တော်သဘောလည်းပါပါတယ်။အော်ကျွန်တော်သဘောပါမှာရိုက်လို့ရတာလေ။ဇာတ်ရိုက်ရင်မျိုးမျိုးပဲထည့်ရမှာ။ဟာမဟုတ်ပါဘူး။ဟိုဒါကသူကခင်းနေကြတော့သူ close ဖြစ်တယ်လေခင်ရဆိုခက်ကသူဖုန်းဆက်တယ်မဟိုကိုပိုင် manager နဲ့ပြောပြောဘူးတဲ့ဗာလောကိစ္စပြောမျိုးဆိုတော့ခက်ခက်ဆိုတယ်ကမဟုတ်ဘူးတဲ့ခက်တဲ့ manager နဲ့မပြောနေတော့အမနဲ့ပဲပြောလိုက်တော့ဆိုတော့အဲတင်းနေပြောပြတာကျွန်တော်ကကျွန်တော်မရိုက်တာနားတာမဟုတ်ဘူးကျွန်တော်မရိုက်တာကျွန်တော်လာငားတဲ့အခါကျရင်အဆင်ပြေရင်ကျွန်တော်ရိုက်တယ်အဆင်ကိုယ်စိတ်တမှာအဆင်မပြေဘူးထင်မရိုက်အများကြီးအများကြီးပေါ့အော်တခြားဒီဟိုတခြားရောရိုက်တယ်လေဓမတ်စင်တာပေါ့အဲ့မရိုက်ဝင်စားတော့သူကြီးပဲစင်တာဟုတ် ်အခုလည်းအခုလည်းသူပဲဆင်တာလေအင်းဒါပဲလေဘယ်တော့သားသူပဲဆင်တာအပိုက်စားရတော့တွေ့ရမှာလေနော်အဲ့ပြောတတ်ဘူးဒီဒီမှာဒီဒီတကားကတော့လေအဲ့လိုမျိုးတိတ်ပြီးတော့ဟိုပုံမှန်ရိုးတာမှန်လူကြီးလည်းဖြစ်နေအဲ့လိုကိုကိုကိုထက်ဟိုကိုငယ်မဲ့ကိုရဲ့တားလို့မဲ့ကလေးလည်းပါတယ်ပေါ့ဆွဲခါကြတော့တိတ်ပြီးတော့လေအဲ့လိုတို့လို့မကောင်းဘူးနော်ဒီဇလန်နဲ့လိုက်ဖက်အောင်မယ်ဝေစားဝင်တော့ပါဇလန်ရဲ့ script ကတော့ဒါကျွန်တော်တဘောပါကျွန်တော် ဟိုတချို့အလေးတွေပြင်ကျင်တာလေးရှိရဲကျွန်တော်မပြောနိုင်မဲ့စကားလေးရှိဆိုကျွန်တော်ဒရိုက်တာကိုကျွန်တော်ပြောလိုက်တယ်လေညီလေးကိုဒီဟာလေးတော့ပြင်ကျင်တယ်နော်အဲပေါ်လာရင်လည်းအခုညှိမယ်နော်အဓိကတော့ဇလန်တခုရွေးပြီးွားပြီကျွန်တော်ရိုက်မယ်ဆိုကျွန်တော်ရိုက်ပါတယ်အဲအဲ့ဒီဟာမှဟိုအကုန်လုံးတည်တည်ကြာညှိပြီးတော့အဆင်ပြေအောင်ကျွန်တော်ရိုက်တာပါဟုတ်သမီးလေးကနည်းနည်းတော့ရမယ်လေပြီးွားပြီအဲတော့တက်လာပြီတက်တာပဲပြီးွားပြီအဲစိတ်ချတယ်အော်သူ့ကျွန်တော်မိဘတွေကစိတ်ချအောင်တင်ထားပေးတယ်အော်ဟို သူ့ရဲ့ကိုယ်ပိုင်စဉ်းစားဆုံးဖြတ်ဉာဏ်ကိုလည်းယုံနေစုံလဲဆုံးဖြတ်နိုင်တဲ့ခါကျတော့စိတ်မချစရာဘာမှမရှိဘူးအဲ့ဒီတည်းမှားစရာလည်းမရှိဘူးတမီးလေးကိုသူကပဲမှားခဲ့တာဖေဖေလေးမှအနေတော့ဒီမှာလို့လို့ပဲမှားရင်မှားခဲ့မယ်မမေကိုကူးဆိုင်တော့ဒါပဲမှားခဲ့မယ်ကိုကတော့သူဘာမှားစရာမလို့သူကလိမ်မာပြီးသားပဲဟုတ်အကျွန်တော်နှစ်ယောက်စလုံးကလေအဲ့လိုတမီးလေးကိုပြီးခဲ့တဲ့နှစ်နှစ်လောက်တည်းကလှုပ်ရမယ့်အချိန်မှာမလှုပ်ဘူးဗီဇာပဲရှောက်မယ်ဆိုလဲအဲ့လိုပဲစွဲထားတာပေါ့နော်စွဲထားတဲ့ကလေးကတဖြည်းဖြည်းနောက်ကျလာအမှန်တော့ဟို သူ့အသက်အရွယ်ကသွားလို့ရပြီသူများလည်းသူများရဲ့ဆိုရင်တော့သွားနေကြတယ်ရောက်တော့သူတကယ်ချင်းကြီးကိုရောက်သွားကြတယ်သူ့ကိုကျွန်တော်ဆွဲထားတယ်ဒါပေမဲ့အရင်နောက်ကျလာလို့ဒါကျွန်တော်ဒါသူ့ရဲ့သူ့ဘဝအတွက်အာဘယ်လိုခေါ်မလဲနိုင်ငံတကာတက္ကသိုလ်တွေတက်မယ် college တွေတက်မယ်အဲ့ဒီရဲ့ live view ဖြစ်စေခြင်းလို့ပြင်းလဲပြင်လာမှာပဲလေအဖေမေစီပြင်လာမှာပဲပေါ့သူများတွေကသူများမိဘတွေအားလည်းရေတရာချိန်ပြီးတယ်တဲ့ဟိုသွားဖို့အတွက်လေအာဗီဇာအဆင်ပြေပါလေပါလေကျွန်တော်တို့ကြောင့်ရေတရာချိန်တာမသွားအောင်ဘယ်လိုမျိုးပါအဲ့ဒါလည်းတူတူ ရေတရာတော့မချိပါဘူးမကူညီရပါဘူးစိတ်ကစိတ်ကတော့စိတ်ချပါဘယ်လိုလဲတနည်းနည်းလောက်တည်းသူစိတ်ချနေရပြီအာသူကလူကြီးလေးလိုပဲလေအိမ်မှာလည်းသူပဲအဖေမေမရှိလေကျွန်တော်ကျွန်တော်နဲ့တည်တည်နဲ့ခရီးသွားနေလေစိတ်ရလက်ချထားကလေးရမောင်နှမအတွက်ပြီးတော့ကျွန်တော်အဖေအတွက်အကုန်အိမ်မှာသူပဲဆက်စားရသူသူချစ်သူလည်းပဲအထူးကတော့အတူနေရများတာပါအော်အရင် close ဖြစ်တဲ့အခါကျတော့အဖေအမေစိတ်တိုင်းထပ်တူဖြစ်သွားတာပါတသက်ကြီးတင်လားဆိုတော့မတင်ဘူး ဟိုသူ့မြာသူ့သားကြီးကိုတော့ဟိုယောက်ျားလေးရောတည့်ရတိုင်းပဲဟိုဆိုးကျင်ဆိုးတာပေါ့အဲ့ဒီခါကျရင်တော့ဟိုဒီဟာတော့မဖြစ်တင်ဘူးဖြစ်တင်နေသူအဲ့လိုမျိုးဆိုးမှာဒါပေမဲ့ကျွန်တော်တက်တက်ကြီးလို့မင်းဘာမှလိုက်ပြီးတော့ဟိုလမ်းတစ်ခုပေါ့တင်ပေးတာတော့မရှိဘူးကလေးရောချောလာရတင်တာပဲအဲကိုထက်လည်းပို့ချောလာပြသူတော့နုတော်နော်ချစ်စရာလေးဖြစ်လာရတယ်ခင်ဗျာပြောချက်မရှိပါဘူးဘလို့ခေါမလဲတင့်တော်လာတွင်လူကောင်းသူကောင်းလေးနေတွင်စိုးရင်ပါဘူးအဲ့ဒါခက်ကလည်း ခစ်တော့နည်းနည်းကြောက်တော့ဗောနခစ်ကိုနည်းနည်းကြောက်တာပဲရှိတယ်ကျွန်တော်ကမဆိုရင်ပါဘူးဘာလို့သူတို့တွေကျွန်တော်တက်ပို့ပြီးတော့မကြွေဖြစ်တယ်ကျွန်တော်တက်ပို့ပြီးတော့စဉ်းစားတတ်တယ်ဒီအဲ့အကြောင်းကိုကျွန်တော်တိတ်ပြီးတော့မဆိုရင်ဟုတ်